အားလုံးပဲမင်္ဂလာပါဘာမဆမ်းမြားကနေပြန်လည်ကြိုလဲပါရင်ပထမဆုံးကျွန်တော်တို့ဒီနေ့တင်ဆက်မယ့်အဓိကဆက်ကောင်မီလီနီယာထရန့်နဲ့ကနအုံးမိတ်ဆက်ပေးပါစီဒီမကတော့တင်ပြီးတဲ့သူတွေလည်းရှိတော့တယ်တင်မင်းနေသေးတဲ့ပရိသတ်တွေလည်းရှိမှာပါဒီမအကြောင်းကိုစာပြောရရင်ကျွန်တော်တို့ရဲ့ထရန့်ကြီးရဲ့ထိတ်ခေါင်တင်ဇနီးမယားလေးပေါ့ဗျာဒီလောက်လေးနဲ့များဘာကြောင့်သူအကြောင်းအရေးတူလို့ပြီးတော့ပြောနေရတယ်လို့ကောက်ချက်ချမစောလိုက်ပါနဲ့ မင်းလီယာထရန့်ဟာဒေါ်နယ်ထရန့်ရဲ့အမျိုးသမီး First Lady ဆိုတဲ့ဂုဏ်ပုဒ်တဲ့ပေါ်ပါတယ်။ငွေကလေးကသူ့ဆယ်နဲ့သူလက်ဆောင်တစ်နှစ်နေပြီးသားဖြစ်သလိုနိုင်ငံရေးလောကမှာလည်းနေရာတစ်ခုအထိရယူထားပြီးသားသူပါ။ကမ္ဘာမီဒီယာများပြားရဲ့စောင့်ကြည့်ခြင်းကိုခံရရသလိုသူမနဲ့ပတ်သက်တဲ့သတင်းတွေ၊ theory တွေကလည်းစိတ်ဝင်စားဖို့ကောင်းပါတယ်။အရှိန်ကြီးပြောရင်အဖေကြီးမောယုံပဲအဖက်တင်ပဲဗျာ။ကျွန်တော်တို့တွေလေးထန်ကုန်းရောက်မှပဲဆက်ဆင်းနေကြတာပေါ့။အကယ်၍ကျွန်တော်ကလူကြီးမင်းတို့အဖို့မီလီနီယာထရန့်အကြောင်းသိထားသမျှဟာတကယ်တကယ်အပြည့်စုံမဟုတ်သေးဘူးဆိုရင်ဘာဖြစ်မလဲဗျာ။ဟုတ်ပါရဲ့သူအကြောင်းသူကလည်းဘယ်သူမှကောင်းကောင်းသိပါလေဗျာ။ ဒါပေမဲ့ကျွန်တော်တို့ဘေးလူတွေတည်ထားကြတဲ့ပမာဏတစ်ခုလည်းနည်းနည်းကွဲနေတာတွေရှိနေပါတယ်။ဒီမှာခံရတဲ့အပြုံးတွေ smart lady စားတဲ့ပုံရိပ်တွေနောက်ွယ်မှာလိုအပ်ချက်တွေအထူးကြံမှုတွေအာခံဖေးဆန်လိုမှုတွေရှိနေခဲ့တယ်ဆိုတဲ့သတင်းတွေကအနည်းနဲ့အများကြားဖို့ကြပါပါ။ကျွန်မဘွားဟာတိတ်အံ့ဩဖို့ကောင်းနေအလုပ်ပေါင်း16လောက်နဲ့အမဲရှုံနေတာလေလို့ဒီမှာကိုယ်တိုင်ပြောဖို့ပါတယ်။ဒီမှာလည်းပတ်သက်တဲ့ theory တွေကလည်းအမျိုးစုံပါပဲ။ fake millionaire ဆိုတဲ့သတင်းကအစားဒီမှာရဲ့အိမ်တော်စာချုပ်ညှိနှိုင်းမှုတွေအထူးပေါ့။ဒီနေ့မှာတော့ American ရဲ့အထူးကြံဆုံး first lady အကြောင်းလိုအပ်ချက်တွေကိုကျွန်တော်တို့နည်း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 ဖော်ထုတ်သွားမှာပါ။ ပထမဆုံးအနေနဲ့ first lady ဆိုတဲ့အတုံးလုံးကိုကျွန်တော်တို့တည်ထားဖို့လိုမယ်ဗျ။ first lady ဆိုတာကတော့နိုင်ငံတကာနိုင်ငံရဲ့တမရဖြစ်သူရဲ့ဇနီးမယားကိုပေးအပ်ထားတဲ့ဂုဏ်ပုဒ်ပဲဖြစ်ပါရင်တအုပ်ဆံပိုင်းဘရင်ခင်မှာဆိုရင်တော့မိဖုရဲ့ကောင်းကြီးဆိုတဲ့ယာလို့ပေါ့ဗျာ။ထားပါတော့ဒီမရဲ့ဇာတိစင်းမြင့်အကြောင်းကိုအရင်သွားကြည့်လိုက်အောင်။ Millennia Canon Trend ဟာ Slovenian American ကာပြားမော်ရယ်ဟောင်းတူဖြစ်ပြီး2025ခုနှစ်မှာတမရ Donald Trump ဇနီးအဖြစ် first lady ဖြစ်လာခဲ့သူပါ။သူမဟာ2019-2021ကာလမှာလည်း First Lady အဖြစ်တာဝန်ယူခဲ့ဘူးသူဖြစ်ပါရင်သမိုင်းမှတ်တမ်းတွေအရသူမဟာ ထမဆုံးအမေရိကန်နိုင်ငံသားပြုခွင့်ရသူ First Lady ဂျာကွန်လင်းကနေဒီပြီးရင်ဒုတိယမြောက်ကက်သလစ်ဘာသာဝင် First Lady နဲ့ Francis Calivaslan ပြီးရင်ဒုတိယမြောက်ကာလာဆက်တိုင်းမဟုတ်ပဲ First Lady တာဝန်ကိုတက်တန်းနှစ်ခုစာယူခဲ့ရသူပါသူမကို1980ခုနှစ်ဧပြီလ26ရက်နေ့မှာယူဂိုစလားဗီးယားယခုဆလိုဗေးနီးယားနိုဗိုမက်စတိုမြို့မှာမွေးဖွားခဲ့ပါတယ်။ကွန်မန်နက်စနစ်အောက်မှာကြီးပင်းခင်းရပြီးငယ်စဉ်ဘဝသူမရဲ့မိသားစုဟာတခြားသူတွေထက်စီးပွားရေးကောင်းသူတွေဖြစ်ခဲ့ကြပါတယ်။ဖခင်ဗေတာကာဗတ်ဟာ ကားရောင်းဝယ်ရေးလုပ်ငန်းမှာအလုံးလုပ်ခဲ့ပြီးနိုင်ငံပိုင်ကုမ္ပဏီတစ်ခုအတွက်ကားရောင်းခဲ့သူဖြစ်သလိုနိုင်ငံရေးပါတီ Lean on Communist of Yugoslavia နဲ့လည်းဆက်ဆက်နေသူပါကွန်မြူနစ်ပါတီဝင်ဖြစ်ပေမဲ့သူဟာသမီးတွေကိုကွန်မြူနစ်မဖြစ်စေခဲ့ပါဘူးဘယ်သူမှမသိစေပဲသူရဲ့သားသမီးတွေကိုကက်သလစ်ဘာသာဝင်ဖြစ်သွင်းပေးခဲ့ပါတယ်အမေဖြစ်သူအမလန်ချာကတော့ကလေးအဝယ်စားထုတ်လုပ်ရေးပိုင်းမှာဒီဇိုင်းရေးဆွဲသူဖြစ်လောက်ကန်ခဲ့ပြီးဒီအလောက်ကန်ကပဲမီလီနီယာရဲ့ fashion အပေါ်စင်ကားထက်သန်မှုကိုအစားပြုပေးလိုက်တာပါအသက်16နှစ်အရွယ်မှာမီလီနီယာအမေနဲ့ model လုပ်ငန်းကိုစတင်ခဲ့ပြီး ပဲရီမီလန်မျိုးတွေစီသွားရောက်လှုပ်လှုပ်ခဲ့ပါတယ်။1996ခုနှစ်မှာတော့အီလီစီးပွားရေးတမ Pablo Zamboli နဲ့တွေ့ဆုံပြီးအမေရိကန်ကိုရွှေ့ပြောင်းနေထိုင်ခွင့်ရခဲ့ပါတယ်1998ခုနှစ်မှာ Donald Trump နဲ့တွေ့ဆုံချစ်ကြိုက်ခဲ့ပြီး2005ခုနှစ်မှာလက်ထပ်ခဲ့ပါတယ်သူတို့ရဲ့ဆက်ဆံရေးဟာလူတီများလောက်သလိုအားကျစရာတချို့တဝက်နဲ့ပြည့်နေသလိုတစ်ဖက်မှာလည်းခြေကွဲဆရာသတင်းတွေတန်လျာအနေနဲ့ပြည့်နေနေခဲ့ပါတယ်ဥပမာဆိုပါစို့2019ခုနှစ်မှာ Trump တမရားဖြစ်ပြီး Impudor ဝင်ခြင်းမှာ Millennia ဟာတားဖြစ်သူ Brown ကျောင်းပြရာကိုစောင့်နေတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ Impudor C နောက်ကြမှာရောက်လာခဲ့ပေမဲ့တချို့တွေကသူမဟာ PAF နဲ့စာချုပ်ညှိနှိုင်းနေတယ်တချို့ကလည်း Trump Tower မှာတိတိပုံရှိနေရလို့ယုံကြည်နေကြပါတယ်2019ခုနှစ်မှာ သူမဟာ Trend Tower မှာတည်တံ့နေထိုင်ကြောင်းသတင်းထွက်လာခဲ့ပါတယ်ဒီစီးရီးအကြောင်းပဲသူမတို့နှစ်ယောက်ကြားကဆက်ဆံရေးကိုပို့ပြီးတန်လျောက်ဝင်လာစေခဲ့ပါတယ် First Lady တစ်ဖြစ်လဲသူမဟာမီဒီယာတွေကိုတက်နိုင်ဆုံးရှောင်းလင်းရှိပြီး Screen အနေနဲ့အများအားအဝေးမှာနေသူပေါင်းတစ်ဖက်မှာလည်း First Lady ဆိုတဲ့ဂုံပုံနောက်မှာတာဝန်ဝေတရားတွေနဲ့အကွာအကြီးနေတဲ့သူဖြစ်ပါတယ်2020ပြည့်နှစ်မှာသူမရဲ့အလုံသမားဟောင်းတူးကသူမရဲ့ပြောစကားတွေကိုမှတ်တမ်းတင်ပြီးမီဒီယာရှေ့လူသိရှင်ကြားဖော်ထုတ်ခဲ့ပါတယ် အတန်းဖိုင်မှာတော့သူမဟာသူ့ရဲ့တာဝန်ကိုမနှက်တက်ကြောင်းပြောဆိုနေခဲ့တာပါဒီထုတ်ဖော်မှုကလူလူကိုအံ့အားသင့်သွားစေခဲ့ပြီးဒုလောဒုလောအတွင်းများစေခဲ့ပါတယ်။ဘာကြောင့်များဂုံတိတ်ကရှိလာတဲ့ဒီယာတို့ကိုမညစ်တက်နိုင်ရတာလဲ။သူမတို့နှစ်ယောက်ကြားမှာသဘောထားကွဲလွဲမှုတွေရှိနေပြီလားစသဖြင့်ပေါ့။နောက်ပိုင်းမှာတော့သူမကဒီသတင်းတွေကိုညှင်းဆို့ခဲ့ပါတယ်။နောက်ပြီးမီလီနီယာနဲ့ပတ်သက်တဲ့ဒီလိုတွေထဲမှာ fake မီလီနီယာဆိုတဲ့ဒီလိုတွေကလည်းနာမည်ကြီးပါပဲ။ fake မီလီနီယာဒီလိုတွေဆိုတာမီလီနီယာကိုကိုတူတယောက်နဲ့လူစားထိုးထားတယ်ဆိုတဲ့ထူးဆန်းတဲ့ယူဆပါ။ ၂၀၁၉ခုနှစ်တော့ကသူမနဲ့အတူလမ်းလျှောက်နေတဲ့ Secret Service Agent တယောက်ရဲ့ပုံတပုံကနေဒီယူဆကိုစတင်စီခဲ့ပါတယ်။လူတွေကသူမမဟုတ်ဘူးလို့စတင်ရဝင်လာပြီး၂၀၁၉ခုနှစ်မှာ Fake Millionaire ဆိုတဲ့ hashtag ကပြန်ပြီးတော့ Hot Trend ဖြစ်လာပါတယ်။ Donald Trump က media တွေရဲ့တမင်လုံးကြံဇာတ်လမ်းခင်းတာဖြစ်ပြီးဒီတပ်ပုံတွေကလည်းတမင်လှည့်စားထားတာလို့ဆိုဆန်းခဲ့ပေမဲ့၂၀၂၀မှာတော့ Marine One ပေါ်ကတပ်ပုံ၂၀၂၀ခုနှစ်မှာမဲပေးဖို့သွားတဲ့ပုံတွေမှာဒီသူတွေကပြန်ပေါ်လာခဲ့ပေမဲ့တချို့တွေကဒါသူမမဟုတ်ဘူးလို့တော့အခိုင်အမာပြောဆိုခဲ့ကြပါတယ်။ ေချာသိချင်ရင်တော့ like share ကြည့်ကြပါဗျာတကယ်လဲစိတ်ဝင်စားဖို့ကောင်းပါတယ်ဒီသီတို့ကတော့တကယ်ပဲမှန်နေပါလားမှန်နေခြင်းအကြောင်းပြချက်ကပါလဲအင်းဘေးနေပါပဲအိမ်တော်ကြီးပဏိပခရင်ရူမာရီနဲ့အတူသူတို့ရဲ့အိမ်တော်ကြီးဟာတိတ်အဆင်မပြေဘူးဆိုတဲ့သတင်းတွေကလည်းများလာပါတယ်ဝန်ထမ်းဟောင်းတွေပြောစကားရဒေါ်နယ်နဲ့မီလီနီယာတို့ဟာမကြာခဏသဘောထားကွဲလဲပြီးတော့စကားများလေးရှိရလို့ဆိုပါရင်အိမ်လာဆင်မို့ပစည်းရွေးချယ်ရပါတော့သဘောထားကွဲပြီးတော့ဒေါ်နယ်တောင်မီလီနီယာကိုရွေးထားတာတွေကိုသူကြိုက်တာတွေနဲ့ပြန်လဲတက်တယ်လို့ဆိုပါရင်ဒီတဲ့ဆိုတာကတမီဖွင့်တာတောင်မှနှစ်ယောက်သားစကားများရန်ဖြစ်ရတဲ့ပဏိပခရင်ရှိခဲ့ပါတယ် ။ဥပမာဆိုရင် Air Force One မှာပါမီလီနီယာက CNN ကြီးနေတာကို Donald Trump မြင်တော့ဒေါသထွက်ပြီး Fox News ပဲဖွင့်ကားခဲ့တယ်လို့သိရပါတယ်။2024ခုနှစ်မှာမီလီနီယာရဲ့အထုပ်ပတ်တီထွက်လာတော့သူမဟာ Pro Choice ကိုထောက်ခံခဲ့ကြောင်းဖော်ပြခဲ့ပါတယ်။ဒါဟာ Donald ရဲ့နိုင်ငံရေးပုံရိပ်နဲ့ဆန့်ကျင်နေပေမဲ့မီဒီယာတွေရှိမှတော့မီလီနီယာကကျမတို့ဆက်ဆံရေးကအဆင်ပြေပါတယ်လို့ပြန်ဖြေခဲ့ပါတယ်။စီးပွားရေးတွက်ချေကြိုက်တဲ့အိမ်တော်ကြီးလားသူတို့ဘာကြောင့်အတူနေစဲလဲဆိုတာကိုလူတွေကအမျိုးမျိုးသိကျင်နေကြပါတယ်။သူမရဲ့အဓိကစိုးရင်စရာကလုံခြုံရေးနဲ့တားဖြည့်သူ brush အတွက်မွေးချင်းအာမခံချက်လို့ချုပ်ကယူဆကြပါတယ်။ မီလီယာရဲ့အကြီးတန်းမက်ဆောက်အဖြစ်လောက်ကန်ခဲ့ဘူးသူစတီဖီနီယာဝူဖ်ဝေါ့ဖ်ကသူတို့အိမ်တော်ကြီးဟာအပေးယူအပေါ်အခြေခံထားတယ်လို့ပြောခဲ့ပူပါတယ်သူတို့ဟာထရန်တာဝါမတ်အာလာဂွန်နဲ့ဘတ်မင်စတာတွေမှာတယောက်စီတည်တံ့နေထိုင်နေရှိပါတယ်ဒေါ်နယ်ကိုရိုင်ကလည်းအိမ်ပြန်ရောက်လို့နှစ်ယောက်သားမျက်နှာချင်းဆိုင်မိရင်သူတို့ဆက်ဆံရေးကိုအဆင်ပြေအောင်နှိမ့်နေရမှာပြင်းနေလို့ပြောဘူးသလိုမီလီယာကလည်းဒီအခြေအနေကိုလက်ခံထားပါတယ်ဒါပေမဲ့မီလီယာကိုရိုင်ကတော့သူကဟာမွေးကြေးတခုတည်းကြောင်းနဲ့ဒီအိမ်တော်ရင်းကိုမပြိုကွဲဖို့လိုချင်သူမဟုတ်ကြောင်းညင်းဆိုထားပါတယ်။စာရေးဆရာမယ်ရီဂျော်ဒန်ရဲ့စာအုပ်အရသူမဟာအင်ဗီရောဝင်ဖို့ brush အနေနဲ့နှိမ့်နိုင်ပြီးမှပဲပြောင်းလာခဲ့ပါတယ်သူသား brush အတွက်ဝင်ကြီးအာမခံချက်လိုချင်ခဲ့တယ်လို့ဆိုပါတယ်2023ခုနှစ်မှာဒေါ်နယ်ကအီချင်းကာရိုကိုဒေါ်လာ5သန်းပေးရတဲ့အခါမီလီနီယာကသူ့အတွက်ပိုကောင်းတဲ့သဘောတူညီချက်တွေရအောင်ညှိနှိုင်းခဲ့တယ်လို့လည်းသတင်းတွေထွက်ခဲ့ပါသေးတယ်။ကွာရှင်းပြန်ဆင်းမှုအရေးအမြင့်လေလား။နှစ်ပေါင်းများစွာကွာရှင်းမယ်ဆိုတဲ့သတင်းတွေကသူတို့နောက်မှာလိုက်နေခဲ့ပါတယ်။စတိုမီဒန်နီယယ်ကိစ္စပေါ်လာတဲ့အခါမီလီနီယာကဘာမှမပြောပြင်မဲ့2018ခုနှစ်မှာ အိုမာရိုဆိုကသူမရဲ့စာအုပ်မှာအန်ဟင်ဂျင်းကိုခေါ်တဲ့မီလီနီယာဟာဒေါ်နယ်ထရပ်သမ္မတကုံဆုံးသွားတာနဲ့ကွာရှင်းဖို့စောင့်နေတယ်လို့ဖော်ပြခဲ့ပါတယ်။ဒါပေမဲ့2021ခုနှစ်မှာသမ္မတကုံသွားတဲ့အခါမှာတော့ဘာဆိုဘာမှဖြစ်ခဲ့ပါဘူး။2024ခုနှစ်အောက်တိုဘာလမှာမီလီနီယာကကွာရှင်းဖို့ပြောပြပြီဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့ပေမဲ့ Trump campaign ကဒါကိုငြင်းဆန်ခဲ့ပါတယ်။မီလီနီယာကလည်းဒီသတင်းကိုတိုင်းအမပြောပဲသူမရဲ့စာအုပ်ထဲမှာဒေါ်နယ်နဲ့ပြမဆုံးတွေ့ဆုံခြင်းကိုပြောစရာကောင်းတဲ့အမှတ်တရအဖြစ်ရေးသားဖော်ပြခဲ့ပါသေးတယ်။ဒါပေမဲ့ဒေါ်နယ်ထရပ်ပြန်လည်အရွေးခံနေချိန်မှာမီလီနီယာက မီဒီယာရှေ့မှာလူလုံးထွက်မပြပဲနေခဲ့ပါရင်ဒေါ်နေကသူမဟာသူ့ကိုထောင်းခံပေမဲ့မီဒီယာသမားတွေကတော့တမင်ရှောင်းလာလို့ထုတ်ပြောခဲ့ပါရင်အဆုံးသမားတော့မီလီနီယာထွန့်ဟာလောကဆန်းကျင်မှုတွေနဲ့ဖုံးကွယ်ထားသူပါပဲသူမရဲ့အိမ်တော်ရေးနိုင်ငံရေးသူမရဲ့လူမှုရေးကိစ္စတွေကအစား First Lady အဖြစ်လူသိရှင်ကြားထုတ်ဖော်ထားတာမရှိပါဘူးသူမဟာတကယ်ရောဒေါ်နယ်ထရန့်နဲ့အဆင်ပြေနေသလားသီရိုရီကတော့မှန်နေမလားဒေတာဝင်းယာရူတီကိုတကယ်ပဲစိတ်ကုံစိတ်ပြည့်နေသလားသူများတွေပြောသလိုအနာဂတ်အတွက်လုံခြုံမှုရှာနေသလားအဖြစ်ကတော့သူမတယောက်တည်းသိပါလိမ့်မယ် ကျွန်တော်ကတော့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြရတဲ့ပရိသတ်ကြီးကိုဒီနေရာကနေကျေးဇူးတင်လိုက်ပါရခင်ဗျာဒီကနေ့ကတော့ဒီလောက်ပါပဲ